လောကမှာလေကျွန်မတို့လူမျိုးတွေရှင်ဒီဗီဒီယိုလေးကိုဆုံးအောင်နားထောင်ပေးအဲ့ဒါပါလဲဆိုတော့အကုံလုံးရဲ့တာဝန်ကိုထမ်းထားရတဲ့လူပေါ့နော်ညီကိုမောင်နှမဆွေမျိုးမိဘเนาะအကုံလုံးကိုယ့်ရဲ့ခေါင်းပေါ်ကိုယ့်ရဲ့ပြက်တနာ ကိုပဲဖြည့်ရှင်ကိုပဲကူညီကိုပဲဆောင်ရှောက်ကိုပဲအားလုံးလိုက်လုပ်ပေးနေရတဲ့လူမျိုးတွေရှင်တို့ဒီဗီဒီယိုလေးရဆောက်အောင်နားထောင်ပေးပါကျမဆိုအရင်တော့ဆိုအရင်စိတ်ညစ်တာပဲတိလားဘာကြောင့်လဲဆိုကိုကတော့မိဘကတော့ကိုကိုကြီးရှုဆောက်ရှောက်ပေးချင်တယ်ပေးနိုင်တယ်ပေါ့နော်ဒါမှမဟုတ်တခါလေကြာလေမောင်တော်မဝင်းခွဲတွေရောဟာနှဝင်းခွဲတွေသုံးဝင်းခွဲတွေပြီးဦးလေးတွေအတော်ရီရှိသမျှလေဘာကြီးပဲဖြစ်လိုက်ဖြစ်လိုက်ကျမခေါင်းမော်ပဲအကုန်လုံးလိုက်ရှင်ရတဲ့ခါကျကျမအရင်စိတ်ညစ်ရတယ် တိလာကျမလည်းအရင်လဲစိတ်ညစ်ရဘာဖြစ်လို့ငါ့တာဝန်တွေအဲ့လောက်များနေရလဲရှိသမျှကိစ္စတွေအားလုံးဘာလို့ငါ့ကိုတာဝန်ယူခိုင်းနေရလဲအမေကလေမောင်လေးကိုတာဝန်ယူပါအောင်နင်းညမလေးကိုတာဝန်ယူပါအောင်နင်းကိုကိုတာဝန်ယူပါအောင်ရှိသမျှလူတွေရဲ့တာဝန်ကိုအကုန်ထိုးပေးတာတိလာအရင်နဲ့မဝင်ခွဲတွေရဲ့တာဝန်တွေလည်းထိုးပေးတယ်ဥလေးအထော်မှန်သမျှလည်းအကုန်တာဝန်ယူရတာ ဲ့ခါကျကျွန်မလေအရင်တော့ကျအရင်စိညစ်တာဘာဖြစ်လို့ငါမှငါတယောက်တည်းတာဝန်ထမ်းဆောင်နေရတာလဲငါလဲ single mother ကလေးတယောက်ငါတာဝန်ငါဘသူ့အမှခွဲမပေးခဲ့ဘူးကျွန်မဘဝမှာလေကျွန်မကလေးတယောက်နဲ့ကလေးကိုစောင့်ကြည့်ပေးပါအောင်လို့ကလေးကိုကြည့်ပေးပါအောင်လို့ကျွန်မအိမ်တော်ရဲ့အဆင်မပြေတဲ့အချိန်အလုပ်လေးပေးပါအောင်လို့ငွေလေးချီးပါအောင်လို့နော်ကုညီပါအောင်လို့စောင့်ရှောက်ပါအောင်လို့ဆိုတော့ကျွန်မအကူညီဘသူ့မှမတောင်းခဲ့ဘူးနေထိုင်မကောင်းဖြစ်ရင်တော့ကျွန်မဘဝကိုကျွန်မတယောက်တည်းစေတောက်ပြီးတော့တယောက်တည်းရက်တည်တာဘသူ့မှကျွန်မကိုလာပြီးတော့ဟိုစေကန်လိုက်ပို့ပေးတဲ့သူတော်ရှိတာမဟုတ်ဘူးနော် နံပါတ်9ကကျတော့အကုန်တောင်းဝင်ယူရတဲ့ခါကျတော့အစပိုင်းတုန်းကကျတော့စိတ်အဆင်မပြေဖြစ်တယ်။အဲ့လိုမျိုးပေါ့စိတ်မကြည်ရဖြစ်လာတာပေါ့နော်အခုနောက်ပိုင်းကျတော့ကျမနားလဲလိုက်တာတကူရှိရဲအဲ့ဒါဘာလဲဆိုတော့ကျမဖုံးကန်မြင့်မားတဲ့မိန်းမတစ်ယောက်ဖြစ်တဲ့အတွက်ဖုံးကန်ကြီးတဲ့မိန်းမတစ်ယောက်ဖြစ်တဲ့အတွက်ဒီလိုတာဝန်တွေကိုထမ်းဆောင်ရတာကျမစဘလောက်ထောင်တာဝန်ထမ်းဆောင်ရလဲဆိုရီးစားထားရင်တော့ရီးစားရဲ့တာဝန်ကိုရီးစားကိုလေတားတစ်ယောက်လို့အကုန်တာဝန်ထမ်းဆောင်ရတာနော်ပြောတော့ဒါရီးစားလို့ဒါအမိခံတာကိုယ့်ရဲ့တားလေးတစ်ယောက်လို့ပဲအကုန်တာဝန်ထမ်းဆောင်ရတာအဲ့လိုမျိုးပေါ့နော် ဟိုပေါ့အစပိုင်းတော့ကတော့စိတ်ပြတ်တယ်ပေါ့နော်နောက်ပိုင်းကျတော့ကျွန်မနားလဲလိုက်တာဓမ္မဖုံးကန်ရှိတဲ့မိန်းမမလို့ဒီလိုတောင်းဝင်မျိုးထန်းဆောင်နိုင်တာယောက်ျားတစ်ယောက်ဒီမိန်းမတစ်ယောက်ကိုထမင်းဝဝအောင်ကျွေးနိုင်ခြင်းမှကျွေးနိုင်မယ်ဒါပေမဲ့ကျွန်မရွှေတရားမောင်တစ်ကြိတ်ကိုထမင်းဝဝအောင်ကျွေးထားရတာနော်နေရအမျိုးတွေဆိုလဲအဆင်မပြေဘူးရန်ကုန်တက်လာ အလုပ်ပေး နော်အတော်တွေဦးလေးတွေလူပြိုကြီးတွေအပြိုကြီးတွေအားလုံးထောက်ပံ့နေမကောင်းတဲ့ဦးလေးတွေစေကူတာပေးကိုအကိုတွေစေကူပေးနော်အကုန်လုံးတာဝန်ယူပေးအိမ်ဆိုအိမ်စေကန်းဆိုစေကန်းငွေဆိုငွေနော်စောက်ရှောက်ပေးနော်ကိုကောင်လေးကိုရီစားဆိုလဲအလုတ်ဆိုအလုတ်နော်ဟိုတင်းတန်းဆိုတင်းတန်းကြည့်ရှုပေ ဘာလို့အဲ့လိုမျိုးလုတ်ပေးနိုင်တာလဲဆိုတော့ကျမဒီဖုံးကန်ကြီးတဲ့မိန်းမတယောက်ရှင်ဘယင်လုံးမိန်းမတယောက်ဖြစ်တဲ့အတွက်ကျမဖုံးကန်အရေးကြီးမားတဲ့အတွက်ပြည်သူပြည်သားတွေကိုဘယင်မင်းတရားကြီးရဆောက်ရှောက်တယ်လို့မျိုးကျမဆောက်ရှောက်နိုင်တာကျမနားလေလိုက်တဲ့အချိန်မှာကျမတော်တော်လေးကိုစိတ်အဆင်ပြေသွားတယ်เนาะအဲ့လိုစိတ်လေးထားချပါ